Hello မင်္ဂလာပါတရုတ်တမျိုးရေဒီချဲ့ရေ great for တင်ချာတန်းလေးရနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီချဲ့တို့ဒီနေ့တော့မင်းတို့ရေတင်ချာဖက်စာရေဆာမင်းတော့9နဲ့30ကိုတောက်လို့ကြရအောင်เนาะအဲ့တော့ဒီအခန်း1ကြီးရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်เนาะအဲ့တော့ဒီနောက်ဆုံးအပိုင်းလေးကိုဒီချဲ့နဲ့တေချာလေးလိုက်ပြီးတော့လေ့လာပေးပါပြီးတော့ရေဆိုလို့ရှိရင်တော့ဒီချဲ့တို့အခန်း1အတွက်လေ့ကျင့်ခင်ပြီးတောက်ကြမယ်เนาะ Okay အဲ့တော့တရုတ်တမျိုးရေဆာမင်းတော့9ကိုဖွင့်ပေးပါရှင့်ဟုတ်ကဲ့ဆာမင်းတော့9ရေနံပါတ်9ဖြစ်ပါတယ် 219 214အမြောက်300ဖြစ်ပါတယ်ရှင်ကစ်တာတို့တမလို့ရေမြောက်ရမယ်ဂိမ်းမှာဒီချေတို့စေနီယာမှာတုံညမဟုတ်ပဲနဲ့စေနီယာခုနေရရောတုံညနှလုံးလုံးပါနေတဲ့ရာပြည့်ဂိမ်းနေနဲ့မြောက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဆိုရင်ဒီချေတို့ကဒီအောက်မှာပြထားတဲ့အတိုင်းအလွယ်နည်းနဲ့တွက်လို့ရပါတယ်ရှင်โอเคအဲ့တော့214အမြောက်300ဆိုတာက214က214 300ဆိုတာကတာတို့တမလို့ရေ3အမြောက်100မဟုတ်ဘူးလားယင် ဟုတ်တာပေါ့အဲ့တော့တအားတို့ကနေရာ34နဲ့3နဲ့မြောက်ယုံနေပါပဲအဲ့တော့ဒီတိုင်းလေးမြောက်လိုက်ရင်တော့ရပါတယ်3လေးလေးစနစ်နေရေးတက်မှတ်ပါပြီ3တက်လေး3တက်နဲ့ပေါင်းလိုက်တော့လေ3နဲ့လေး6ဖြစ်ပါတယ်ဒီဘက်ကတရားကတော့တရားပါပဲရှင့်အဲ့တော့တအားတို့ကျွန်တို့642ကိုတချေတို့ကတရားနဲ့မြောက်တယ်ဆိုတာတရားစားလောက်တာမဟုတ်ဘူးလားအဲ့တော့ဂိမ်းလေးကိုတရားစားလောက်ချင်ရင်အနောက်ကနေဘာနှလုံးထဲလိုက်ရုံပဲလေ၃ညာနှလုံးထဲလိုက်ရုံပါပဲအဲ့ဒါကြောင့်6 လေးနဲ့ကိုအနောက်ကတုံညာနှလုံးလေးထည့်ပြလိုက်ရုံပါပဲရှင့်ဟုတ်ပြီเนาะအဲ့တော့ကနန်းသုံးလို့မြောက်တဲ့ကင်ကိုကနန်းသုံးလို့ပါတဲ့ကင်ကိုကနန်းသုံးလို့ပါတဲ့ကင်နဲ့မြောက်တာပဲဒါပင်မဲ့ဒီစီရောအလွယ်နည်းနဲ့မြောက်မယ်နောင်လိုက်နဲ့တက်စရာမလိုတော့တောင်းလိုက်နဲ့တက်လဲဒီအဖြေပဲရမှာပဲเนาะဟုတ်ပြီနော် okay အားဆိုလို့ရှိရင်ဒီချေတို့နံပါတ်16တက်လိုက်ကြရအောင်အဲဒါကြောင့်ဒါတို့တို့ရဲ့တင်ချရေးတဲ့စာအုပ်တင်ချလေးချိန်ခံစာအုပ်ကလေးကိုဒီချေကိုထုတ်ပေးပါရှင့် ဲ့တော့တင်ချလေးချိန်ငန်းစာအုပ်မှာသားတို့တမျိုးကဒီချက်ကိုနံပါတ်16လို့တက်ပြီးပါနော်အဲ့တော့16ပုံမှာကာကြည့်ပါနော် โอเคအဲ့တော့မိကွန်းလေးကိုကြာရအောင်938အမြောက်900အဲ့ဒါကိုတချေတို့အလွယ်နည်းနဲ့တွက်ပါမယ်အဲ့လိုတွက်မယ်ဆိုတော့အောက်တစ်ချောင်းကနေပြန်ကူးပါပြီတစ်ချောင်းကျော်လဲရတယ်မကျော်လဲရပါတယ်ရှင်938အမြောက်900ကဲအဲ့ဒီခါမှာတချေတို့တွေက938က938ပါပဲအမြောက်ကလည်းအမြောက်ပါပဲ200ကိုတချေတို့က200ဆိုတာက1နဲ့100နဲ့ညောက်ထားတာမဟုတ်ဘူးလား ်ဟုတ်ပါတယ်အဲဒါကြောင့်မို့လို့ဒီချေရုကဒီ938ကိုနှစ်နဲ့အလွယ်တကူမြှောက်လိုက်ရုံနဲ့အဖြေရလာပါလိမ့်မယ်နော်အဲ့တော့2944 4တက်မှတ်ပါပြီ236တင်းနဲ့ပေါင်းလိုက်တော့9 2540ပါရှင်အဲ့ဒါကိုဒီချေရုက100နဲ့မြှောက်ပါမယ်100စလုံးလိုက်တယ်ပေါ့အဲ့တော့ဂိမ်းတွေကို100စလုံးလို့ရှိရင်အဲ့ဒီဂိမ်းရဲ့အနောက်မှာ၃ညဘယ်နှလုံးထည့်လိုက်ရုံပဲနဲ့နှလုံးထည့်လိုက်ရုံပါပဲအဲ့ဒါကြောင့်ပြ3ည9 4 သုံးညာနှလုံးထည့်လိုက်ပါရှင့်ဒါကအဖြေပါပဲနော်ဟုတ်ပြီအဲ့ဒီပုံစံအတိုင်းဒီချေတော့ခောက်ကင်းတဲ့ခောက်ကင်းကိုဆက်တွေ့ကြပါမယ်။မင်းတို့ကကိုယ့်ဘာသာကို train ကြည့်ခြင်းနဲ့ကိုယ့်ဘာသာကိုတွက်ကြည့်ခြင်းနဲ့ဆိုရင်ဒီချေဗီဒီယိုလေးကိုရပ်ပြီးတော့တွက်ကြည့်ပြီးပါပြီးတော့မှဒီချေနဲ့အတူတူဖြေတိုင်မယ်။နော်အဲ့ဒီအတိုင်းလေးလုပ်အောင်။ Okay တက်လို့ပြီးတော့ပြီလို့ထင်ပါတယ်။အားစင်ဒီချေကနံပါတ်ခောက်ကင်းတွက်ပြပါမယ်နော်။ခောက်ကင်းမိကွန်းလေးက480နဲ့အမြောက်9000ပါ။ အဲ့တော့အဲ့ဒါကိုတို့တွေရတွက်ပါပြီ482အမြောက်9တောင်ဒီချက်ပြန်ကူးရေးလိုက်ပါတယ်အညီထိုးပါပြီ482ကက482ပါ9က9အဲ့တော့9တောင်ဆိုတာက9နဲ့1000နဲ့ညောက်တာပဲမဟုတ်ဘူးလား ဟုတ်ပါပြီအဲဆိုလို့ရှင်တို့တွေကမြောက်ကြမယ်9နဲ့လေး33ညာရေးတင်မှာ9ခွနဲ့လေး35တင်နဲ့ပေါင်းလိုက်တော့36 6ရေးသုံးမှတ်ပါပြီ9လေးလေး20 20ရေးသုံးရပေါင်းတော့23အမြောက်1000ဖြစ်ပါတယ်ရှင်အဲ့ဒီဂိမ်းလေးကိုဒီကျဲရိုးတွေက1000နဲ့1000စားဖြစ်အောင်လုပ်ကြမယ်နော်အဲ့တော့2360ကို1000စားဖြစ်အောင်လုပ်တော့အနောက်ကနေ303လုံးထည့်ပေးလိုက်ရုံပါပဲအဲ့ဒါဆိုလွတ်လွတ်ကူကူနဲ့အဖြေလေးရတော့ပါပြီရှင် โอเคတတ်တို့ရောမှန်ရဲ့လားဟွန်းအဲဆိုရင်ဒီခြေတို့ကနမကငင်ဆက်တွေ့ကြရအောင်ဟိဒီတခါ400အမြောက်312ဟုတ်ပြီကြံကူရေးပါပြီ400အမြောက်312ဘာမှမဖြစ်ဘူးเนาะအရှိအနောက်နဲ့ပြောင်းသွားတာပဲရှိရအဲ့တော့400ဆိုတာက4နဲ့100နဲ့မြောက်တာပါ ဒီဘက်က312က312အဲ့တော့ဒီချေတို့အမြောက်ဆိုင်ရံကုန်သက်တီကိုအသုံးပြုလို့ရပါတယ်အမြောက်ဆိုင်ရံကုန်သက်တီမှာဂိန်းတွေကိုနေရာလဲပြီးမြောက်ရင်လည်းအဖြေချင်းကအတူတူပဲအဲအကြောင်းမလို့၄နဲ့312ကိုကတ်လိုက်ပြီးတော့တရားကိုအနောက်ကိုပို့လိုက်ပါမယ်နော်ရတယ်เนาะအဲ့တော့၄က312ကိုတွမ်းမြောက်မယ်၄က2ကိုအရင်မြောက်တော့၄နဲ့လေးရှစ်ပြီးတော့၄တက်လေး၄၄၃၄က12ပါရှင်အဲ့ဒါကိုမှတရားနဲ့မြောက်ပါမယ် ရမယ်နော်အဲ့တော့1248ကို100ဆိုတော့အနောက်က၃ညပနှလုံးထည့်လိုက်လေနှလုံးโอเคမင်းတို့ရောနိုင်သားရဲ့လားဟုတ်ပြီအဲ့ဒါလေးသိသားပြီဆိုရင်နော်ဒီချေတို့ကစာမျက်နှာ30ကိုတောက်ကြပါမယ်ရှင်တရန်နံပါတ်30 2900အမြောက်30ကိုဘယ်လိုတွက်ရမလဲဆိုတာစဉ်းစားမြောက်ဝါ2900အမြောက်30 ဖြစ်ဘလို့အတွက်ကြောင့်မယ်၃ညတွေပါနေတယ်ဒီမှာလဲ၃ညတွေဒီမှာလဲ၃ညတွေနော်အဲ့တော့ဒီချေရုတွေက2900အမြောက်30ကိုတွက်ချင်လို့ရှိရင်ဒီချေရုက28အမြောက်3ကိုအရင်တွက်ပြီးတော့အနောက်ကနေ၃ညက7နဲ့3သုံးလုံးကိုအလယ်တကူထည့်ပြီးလိုက်ရုံပါပဲနော်ဟုတ်ပါပြီရှင်အဲ့ဒါဆိုရင်ဒီချေရုကတွက်ကြရအောင်2900ဆိုတာ28နဲ့ဘယ်သူနဲ့မြောက်တာလဲဟုတ်ပါတယ်တထောင်ပါရှင်30ဆိုတာက3နဲ့ဘယ်သူနဲ့မြောက်တာလဲ30ပါရှင် ဲ့တော့ဒီက1000နဲ့10နဲ့မျှလိုက်တော့ဒီကျေတို့ဘယ်လောက်ဖြစ်သွားလဲ1000ဖြစ်သွားတာပေါ့1000လ ी1000 ဖြစ်သွားတာပေါ့အဲ့တော့ဒီမှာက28နဲ့3နဲ့ကိုကတ်ပြီးရောရေးလိုက်ပါတယ်အဲ့တော့ဒါတို့တမလို့ရေ3ခွနဲ့လ ी27 တည်ရင်ညှက်မှတ်ပါပြီ3နဲ့လ ी6 တည်နေပေါ့နော်ခွန်8 87အဲ့ဒါကိုဒီကျေတို့ကဘယ်လောက်လောက်အောင်ပါလဲတတောင်းလို့ရပါမယ်အဲ့တော့87ကိုအနောက်က3ညဘယ်နှလုံးထည့်လိုက်ပါမယ်3ည သုံးလုံးဟဟလာအဲ့တော့ဒီရှေ့လို့အမှားနေပြီရှင့်အဲ့တော့ဒီမှာက2800ဆိုတာက2028နဲ့100နဲ့ပါနော်100နဲ့ပါ2000ဆိုမှ1နဲ့1နဲ့တထောင်ရင်အဲ့လိုဖြစ်မှာเนาะအဲကြောင့်ဒီမှာက3ညာနဲ့လော3လုံးဒီမှာလည်း3ညာ3လုံးမဖြစ်ရမယ်เนาะအဲ့တော့87ကိုဒီခြေတို့ကတထောင်စလောက်ပါမယ်အဲ့တော့ သုံးညာသုံးလုံးပါရှင်အဲ့ဒါကိုဒီလိုမျိုးအကျယ်ကြီးမလုပ်ချင်ဘူးဆိုရင်လည်း29နဲ့3နဲ့ကိုအရင်မြောက်နောက်ဆုံးကြမှာသုံးညာသုံးလုံးထည့်လိုက်လို့ရပါတယ်နော်ဟုတ်ပြီနော် okay အဲဆိုရင်လာတချေတို့ကနံပါတ်29ကိုတွက်လိုက်ကြရအောင်ဟိအားလုံးပဲနံပါတ်29ပါရှင် okay နံပါတ်39ကိုတက်ကြမယ်ဆိုရင်နံပါတ်39ပုံမှန်ကကြည့် အဲ့တော့3500အမြတ်80ပါရှင့်ကဲဟုတ်ပြီအဲ့တော့ချေတို့အလွယ်တကူဆိုရင်35နဲ့8နဲ့မြောက်ပြီးတော့အနောက်ကနေ3ယောက်ဗနလုံးထည့်လိုက်ရုံနဲ့လေ3လုံးထည့်လိုက်ရုံပါပဲဟုတ်ပြီเนาะအဲ့ဒီအတိုင်းတွက်လေရပါတယ်เนาะအဲ့လိုလေးတွက်ကြည့်ပါရင်တွက်ကြည့်နေเนาะ โอเคအဲ့ဒီတညာသုံးလို့ခဏလေးကြတာ35ကိုခဏနဲ့မြောက်ကြည့်ကြရအောင်95လီ35 9ရေ3မှတ်93လီ27 22 23 24အနောက်ကနေတညာပဏ္ဏုံထဲမယ်7 3 7 3တော်တယ်လေကူသားနဲ့အရေးရတော့ပါပြီရှင်ဟုတ်ပါပြီအဲ့ဒီနံပါတ်ခါခွေတကြရအောင်ဟိုဒီချက်အယောင်လေးနဲ့လုပ်ပြမယ်နော်နံပါတ်ခါခွေ နမခဝေးက400အမြောက်6200ပါ400အမြောက်6200ပါရှင့်အဲ့တော့တရုတ်တမှုဘယ်သူနဲ့ဘယ်သူနဲ့ကိုအရင်ညှောက်ကြည့်မယ်4နဲ့62နဲ့ကိုအရင်ညှောက်ကြည့်ပါမယ်เนาะအဲ့တော့ညှောက်ပါပြီ4နဲ့4က8၄၆လေးက၄၅လေး၂၀၄၆လေး၂၄အနောက်ကနေတော့ညဘယ်နှလုံးထည့်မလဲ လေးလုံးထည့်လိုက်မှာပေါ့တနည်းသုံးလေးလေကူလီမြန်စွာနဲ့အစီလေးရတာပါပဲရှင်အဲ့ဒီပုံစံအတိုင်းကိုတီချေတို့ခုနကတွက်သွားတယ်နံပါတ်16ကိုလည်းအဲ့ဒီပုံစံအတိုင်းတွက်လို့ရပါတယ်နော်โอเคအဲ့တော့နံပါတ်ကငယ်သားကြရအောင်ဟိနံပါတ်ကငယ်က4 3 1 3အမြောက်900ပါရှင်ခေတ္တရုတမလို့ရဘယ်သူနဲ့ဘယ်သူအရင်မြောက်ပါလဲ 43နဲ့9နဲ့ကိုအရင်မြောက်ပါပြီအဲ့တော့93 95ရေးတက်မှတ်ပါပြီ94လေး20 20ရေးတက်နေပေါ့နော်27ပါရှင့်အဲ့ဒီ95ရေးအနောက်မှာ၃ညဘယ်နှလုံးထည့်မလဲ113455လုံးထည့်လိုက်ပါမယ်1345ရပါပြီရှင့်ဟုတ်ပြီလား okay အားဆိုလို့ရှင်ဒီကျေတို့ကတုံညတွေပါနေတဲ့ဂိမ်းတွေကိုလေကူလင်းလင်းစွာနဲ့လူတွေတွေ့လို့ရတာပါပြီเนาะ ဟုတ်ပါပြီရှင်အဲဒါဆိုရင်တားရုတမျိုးကဒီ account ကိန်းများဆိုတဲ့သင်ငန်းစာနဲ့ပတ်သက်ပြီးတော့တရှိရမယ့်လေ့ကျင့်ခန်းလေးတွေအကုန်ပြီးတော့ပါပြီရှင်အဲ့တော့နောက်တစ်ချိန်ကြာလို့ရှင်ဒီ chair ကအ လေ့ကျင့်ခန်းကြီးလောက်ပါပါမယ်เนาะဟုတ်ပြီအဲ့တော့ဒီသင်ခန်းစာရဲ့နောက်ဆုံးပိတ်เนาะလေ့ကျင့်စရာလေးကဘာလဲဆိုလို့ရှိရင်ဒီချေတို့ညံစမ်းပု္ပ္ပာလေးဖြစ်ပါတယ်ရှင်ကဲတန်တန်ညံစမ်းပု္ပ္ပာပါအဲ့ဒီညံစမ်းပု္ပ္ပာကခုနကဒီချေတို့တုံညာတွေတုံနာတွေအဲ့ဓာတွေနဲ့เนาะတုံညာတွေပါတဲ့ဂိမ်းတွေကိုတုံညာတွေပါတဲ့ဂိမ်းနဲ့မြောက်တဲ့နီးကိုအသုံးပြုပြီးတော့ဒီချေတို့တွေ့ရပါမယ်ရှင်အဲ့တော့လာနံပါတ်စတားလေးပြထားလိုက်ပါဦး အဲ့တော့တအားတို့တမလို့ရေတနှစ်တွင် စက္ကန့်မြညာရှိတနည်းတနှစ်မှာဘယ်နဲ့စက္ကန့်ရှိတလဲတဲ့ရှာကြည့်ကြရအောင် နမကကြီးတမိနစ်မှာရှိတဲ့စက္ကန့်ကိုရှာပါအဲ့တော့တအားတို့တမလို့ရေမင်းတို့တွေသိပြီသားတမိနစ်မှာဘယ်နဲ့စက္ကန့်ရှိတလဲရဲ60စက္ကန့်ရှိရပေါ့အဲ့ဒါကြောင့်ရေးပါမယ်တမိနစ်အညီ60စက္ကန့်ပါနော် ဟုတ်ပြီပြီးတော့ပြီဆိုနမခခွေတွေ့ကြရအောင်ဟိနံပါတ်ခခွေနမခခွေကတဏှာကြီးတွင်ရှိတဲ့စက္ကန့်ကိုရှာပါတဲ့ဝါတဏှာကြီးမှာရှိတဲ့စက္ကန့်ချေတို့လောက်ခိုင်းတော့အမလီတစ်နှစ်ထီအောင်လောက်ခိုင်းတာနော်အဲ့တော့တဏှာကြီးမှာရှိတဲ့စက္ကန့်ကိုတို့တွေရှာရမယ်အဲ့တော့တအားတို့တို့တဏှာကြီးနဲ့ပတ်သက်ပြီးတော့မင်းတို့ကဘာတိတယ်လဲတဏှာကြီးမှာဘယ်နှမိနစ်ရှိတယ်လဲ ဒီချက်ဝါရောင်လေးနဲ့ရေးပေးမယ်နော်တနားကြီးမှာဗနမိနစ်ရှိတယ်လေရဲ့60မိနစ်ပါအဲ့တော့အရင်ဆုံးကိုတိတာအရင်ချရည်တနားကြီးမှာဒီချေရုက60မိနစ်ရှိပါတယ်ရှင်အဲ့ဒီ60မိနစ်ကိုဒီချေရုက60နဲ့1မိနစ်နဲ့ခွဲလို့မရဘူးလားရတယ်နော်အဲ့တော့60က60ပါနော်1မိနစ်က1မိနစ်မှာစက္ကန့်ဘယ်လောက်ရှိတယ်လဲ60စက္ကန့်ရှိပါတယ်ရှင် ဲ့ဒါကြောင့်မို့လို့ဒီချဲတို့က6နဲ့6နဲ့မြောက်ပြီးတော့တုံညာလေးကိုထည့်လိုက်လို့မရဘူးလားရတာပေါ့664တာရွေတမျိုးရေ36အနောက်ကနေတုံညာပဲနှလုံးထည့်မလဲနှလုံးထည့်ပါပြီရှင်အဲ့ဒါလေးကဘာလေးတော့3600ချဲတို့ဘာလေးဖြစ်မလဲ second ဖြစ်သွားပါပြီရှင်အဲ့တော့ဒီလိုချင်တဲ့နမခခွေအဖြေလေးကိုရသွားပါပြီเนาะတနာရီမှာရှိတဲ့ second ကိုရသွားပါပြီရှင်ကြည့်ပြီးသားပြီဆိုလို့ရှင်တော့ဒီချဲတို့ကနမခငင်ကိုတွက်ကြပါမယ် yes နမကငယ်ပါအဲ့တော့တတန်းနမကငယ်ကကြတော့တရက်မှာဘယ်နှစက္ကန့်ရှိတယ်လဲလို့မေးတာပါအဲ့တော့တချေတို့သိတာကတတို့တမလို့ရေတရက်မှာဘယ်နှစ်နိုင်ရှိတယ်လဲတရက်မှာတချေတို့24နိုင်ရှိပါတယ်ရှင်ဟုတ်ပြီနော် okay အဲ့ဒီ24ကိုဒီချေက24အမြောက်တနာရီလို့လုံးလိုက်ရမရဘူးလား ရတာပဲ24တက်လေ24ပဲပြောင်းလဲမှုမရှိပါဘူးအဲ့ဒါကြောင့်24က24တနာ ਈ ကတနာ ਈ မှာဘယ်နှစက္ကန့်ရှိလဲဒီကျေလို့ရှိမှကြည့်ခဲ့တယ်3600စက္ကန့်အဲ့ဒါကြောင့်မို့လို့3600စက္ကန့်ပေါ့ ကဲအဲ့တော့တအားတို့တမလို့ရေဒီချယ်တို့ကဘသူနဲ့ဘသူကိုအရင်မြောက်ကြည့်မလဲ yes 24နဲ့36ကိုအကျန်းထဲမှာမြောက်ပြီးတော့သုံးညာနှလုံးထည့်လိုက်ရပါပြီနော်အဲ့တော့24နဲ့36ကိုဒီချယ်တို့အကျန်းထဲမှာသွားမြောက်ကြရအောင်အဲ့တော့6လီလီ6လီ6လီ24 6လီ24လီ1မဲ့6နဲ့လီ12 73 14ဖြစ်ပါတယ်နော်3လီလီက12နဲ့1မဲ့3နဲ့လီ6တင်းနဲ့ပေါင်းတော့9ဖြစ်ပါတယ်လီ 6ရှေ့အဲ့ဒါကြောင့်ပြောပါဦး864ကို၃ရက်ဘယ်နှလုံးထပ်ထည့်မှာလဲဟုတ်တယ်နှလုံးထပ်ထည့်လိုက်ရင်တတိယမှာရှိမယ်စက္ကန့်ညရသွားပါပြီရှင်အဲ့တော့တို့တို့တို့တတိယမှာဘယ်နှစက္ကန့်ရှိတယ်လဲ63600ဟုတ်ဘူးเนาะခု10ရာထောင်တောင်16400စက္ကန့်အောင်ရှိပါတယ်เนาะ16400စက္ကန့်အောင်ရှိပါတယ်ရမလား ဟုတ်ပါပြီအဲဆိုရင်ဒီချေတို့နံပါတ်ဂါကြီးလေးကိုသွားလိုက်ကြရအောင်ဟိနံပါတ်ဂါကြီးโอเคတအားတို့တို့ရေနံပါတ်ဂါကြီးကိုသွားဖို့အတွက်နံပါတ်ဂါကြီးကသူကဗာမေးတဲ့ဆိုရင်တနစ်မှရှိတဲ့စကန်ကိုရှာပါတဲ့အဲ့တော့တနစ်ဒီကျေတို့တစ်နှစ်မှာအရင်ဆုံးဘယ်နှစ်ရရှိလဲဆိုတာတွက်ပါမယ်365ရရှိတဲ့နှစ်ကိုတွက်ပါကျေတို့မှာက 365ရက်ရှိတယ်နှစ်လည်းရှိတယ်366ရက်ရှိတယ်နှစ်လည်းရှိတယ်။ဘာကြောင့်လဲဆိုတော့ leap year ရက်ထက်နှစ်ဆိုရင်ဒီချေရက်တရက်တိုးလိုက်ရတော့366ရက်ပုံမှန်အတိုင်းဆိုတော့365ရက်ပဲရှိပါတယ်နော်။အဲ့တော့တစ်နှစ်မှာဒီချေရို365ရက်ရှိပါတယ်ရှင့်။ဒီအခါဆိုလို့ရှိရင်အဲဒီ365ကိုဘယ်သူနဲ့မြောက်ပါလဲဒီကျေတို့ကတရေလုံလိုက်ရင်မရဘူးလား ရပါတယ်အဲ့တော့365အမြောက်တရက်မှာဘယ်နဲ့စက္ကန့်ရှိလဲဒီဘက်မှာတော့ကြည့်လိုက်16400စက္ကန့်ပါအဲ့တော့16400စက္ကန့်ဖြစ်ပါတယ်ရှင်ကတိတခါတော့ဒီချိန်ကတအားတို့သမလို့ကိုလေ့ကျင့်ခန်းလေးပြေးမယ်နော်ဒီချိန်မတွက်ပြတော့ဘူးနော်အဲ့တော့တရုတ်သမလို့ကဘာလို့ရအောင်လဲဆိုရင်အဖြေကိုလိုချင်ရင်365နဲ့864နဲ့ကို ညောက်ရလာတဲ့အဖြစ်ကိုဗာလေးပေါင်းထည့်ယူမယ်နဲ့တုံညနှလုံးပေါင်းထည့်ယူမယ်အဲ့တော့မင်းတို့တွေက365နဲ့864ကိုအကျန်းနဲ့မှမြှောက်ကြည့်ပေးပါအဲ့တော့ကနန်းသုံးလုံးပါတဲ့ဂိမ်း365ကို864နဲ့ဒီချေကိုတိတိကျကျလေးမြောက်ပေးပါရင်ဒီဟောက်ကတော့ဒီချေကမတွက်ပြတော့ဘူးမင်းတို့ပြတဲ့အဖြေကိုပဲဒီချေကစစ်ပေးပြီးတော့စောက်တည်စစ်တဲ့အခါမှာမှန်သလားမှားသလားပြပြပေးမယ် ရမလားအဲ့တော့တေချာလေးမြောက်ပြပါတချေတို့ပုံမှန်အတိုင်းမြောက်တဲ့အတိုင်းလေးမြောက်လို့ရပါတယ်နော်ဟုတ်ပါပြီရှင်အဲဆိုရင်ဒီချေတို့နောက်တစ်ချိန်ကျရင်ဒီအခန်းတစ်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေအကုန်လုံးလုပ်ကြပါမယ်ရှင်အဲ့တော့တအားတို့တို့ရေး bye bye